ဆင်နီဆိုတဲ့ကောင်မလေးဟာကိုယ့်အိမ်မှာကိုနေရပြီးအိမ်မော်လို့နေရသူပါ။အင်ကြီးဆိုရင်လည်းရေတဲမိမနဲ့မွေးချပြီးအိမ်နှုတ်တွေဆိုရင်လည်းသူပဲတင်းကျုပ်လုပ်ရပါတယ်။အချောင်းကတော့သူ့အဖေမိမနဲ့မရပါသမီးနှစ်ယောက်ကဆင်နီကိုအိမ်မော်လို့သာဆက်ဆံပြီးသူတို့ကတော့အင်ကြီးရှင်လို့ပြုပုံတွေကြလို့ပါ။တရက်မှာတော့မိတွေဖြစ်သူမတူကသူ့သမီးတွေကိုဒီအိမ်ကြီးကမကြခင်ရောင်းတော့မှဖြစ်ကြောင်းနဲ့ဝယ်မဲ့သူတွေကလည်းဆင်နီအဖေဦးပြောင်းရဲ့ကုမ္ပဏီကရှယ်ယာရှင်တားအဖဖြစ်ပါတယ်။မရောင်းခင်အင်ကြီးတဲမှာပါတီလုပ်မှဖြစ်ပြီးအဲ့ဒီတားအဖပါလာပါမို့လို့သမီးနှစ်ယောက်ကိုတားဖြစ်သူမောင်ထွားကိုမြူဆွမ်းတိုက်ဖို့ပြင်ဆင်ထားခိုင်းလိုက်ပါတယ်။ဆင်နီကတော့မတူလက်ခုတ်ထဲကရင်မို့လို့အဲ့ဒါတွေလည်းဝယ်ပါဝဲမရတယ်လို့ပါတီ က်ဖို့အတွက်လည်းခွင့်ရင်းမရှိတာမို့ဝန်းနေနေပါတယ်။အဲ့ဒီအချိန်ဥပြောင်းရဲ့ညမအတော်ဖြစ်သူဒေါက်တာကအင်္ဂလန်ကနေဖုန်းလာတာမို့ဆင်ဒီလည်းပါတီလာတက်မှလာလို့မေးကြည့်တော့ဒေါက်တာကလည်းအလုံးမအားလို့မလာဘူးဆိုတာသိလိုက်ရပါတယ်။ဆင်ဒီလည်းဝန်းနေပြီးသူ့ဖေနဲ့အမှတ်တရတွေသူ့ဖေတည်သွားခဲ့တာတွေကိုတွေးပြီးစိတ်ညစ်ညစ်နဲ့အိမ်လုတ်တွေတင်းကျုံလုပ်ပါတယ်။ဒီလိုနဲ့အင်္ဂိုဝယ်မဲ့တထေးသားဖားရဲ့ကိုယ်စလဲရောက်လာပြီးအင်္ဂိုလာကြည့်ချိန်မတူးကလည်းဘာမှမဆိုင်ပဲတထေးသားမောင်ကြာစီတာသတို့သမီးလောက်ရှာရင်သူ့သမီးလေးတွေရှိပါတယ်ဆိုပြီးတခါတည်းဈေးပန်းခင်းလိုက်ပါတယ်။ညစာစားချင်းရောက်တော့လည်းဆင်ဒီချက်ထားတဲ့ဟင်းကသူ့တို့သားမီးအတွက်ဝိတ်တက်စေတယ်ဆိုပြီးပြပြခါကပြောတာအပြင်အပြင်မှာညစာသွားစား ားတာမို့စင်နီပဲကြံခဲ့ပါတယ်မနေ့ရောက်တော့မတ်တူးကိုစင်နီကလည်းသူကပွဲကိုတက်ချင်တာမို့ဝစ်ဆော်ဝဲဖို့ပတ်စံတောင်းတာအိမ်လုပ်တွေသာလုပ်ရင်ဝယ်ပေးမယ်ဆိုပြီးပြောတယ်မတ်တူးသမီးတွေကတော့ shopping center ကြီးကမလာတယ်လို့အများကြီးဝယ်လာကြပေမဲ့စင်နီအတွက်အဝတ်တထည်တောင်မစွန့်ကြကြပါဘူးအကြောင်းကတော့စင်နီကသူတို့တဲ့ပို့ပြီးရုပ်ချောသွားမှာဆိုလို့ပါပဲစင်နီကတော့ဘာမှမသိပဲအိမ်သားရှင်းတွေလုပ်ပြီးဝစ်ဆော်အသိရမယ်လို့သာထင်နေပါတယ်ညရောက်တော့အန်တီထားနဲ့ဖုန်းစကားပြောရင်စင်နီကမတ်တူးနဲ့နေရင်အိမ်မော်လုံးလုံးဖြစ်နေတာကိုသိသွားပါတယ်မနေ့ရောက်တော့အိမ်ကိုဝယ်မဲ့ဥပုနဲ့သူ့သားမောင်ထွားတို့ရောက်လာပြီးနေဖင်ထိုးမှနိုးတဲ့စင်နီကိုမြင်သွားပါတယ်အဲ့ဒါကိုမတ် တုကလည်းစင်နီကပြုတ်တုခတ်ကြတဲ့ကောင်မလေးဆိုပြီးအတင်းချတယ်တကယ်တော့ဒီကိုလာကြတာကဥပုကမတုရဲ့သမီးနှစ်ယောက်စီပွားရေးစစ်ပြောင်နဲ့တားရဲ့သမီးရေရွှေလဲငွေလဲဖောက်လို့ရမလားလာကြည့်တာပါစင်နီလည်းထုံးစံအတိုင်းတရှင်းလုံးနေတော့မတုသမီးကြီးမကသူ့ဖိပေးတဲ့ကလစ်ကိုပန်ထားလာတွေ့ပြီးပြန်တော့တော့တားမိ၃ယောက်ပေါင်းပြီးကလစ်ပြန်မပေးတဲ့ပြင်ညနေပါတီပွဲကိုပါသူ့ဖွားထားတာတွေမရှင်းမချင်းမတက်ရဘူးဆိုပြီးဘူလီလောက်ပါတော့တယ်စင်နီလည်းအဲ့ဒီလောက်ရက်ဆက်လုံးလုံးမကျင်တတ်ပဲသူအရင်ကနေခဲ့တဲ့အခန်းမနေနေတဲ့ငယ်မအခန်းထဲဝင်ပြီးဝစ်ဆောင်သွားချင်းမတုတို့တားမိထက်ရောက်လာကညနေပါတီပါအပြင်ထွက်လို့မရအောင်အပြင်ကနေတောက်ခတ်သွားပါတော့တယ်ညနေပါတီ ချိန်မှာတော့အန်တီထားရောက်လာတာကိုမတူးသိပြီးတိတ်တော့မကျေနပ်ပါဘူးဥပုကလည်းသူ့တာမောင်ထွားကိုမတူးသမီးတွေနဲ့အဆင်ပြေအောင်နေခိုင်းနေပြီးမတူးကလည်းမတော်ရသေးတဲ့တမန်ပေါ်သဘောတွေစုကောက်ပြရတယ်အန်တီထားကတော့တူတူမှဖြစ်တဲ့စင်နီကိုလိုက်ရှာရင်အခန်းထဲပိတ်ထားတာသိသွားတော့အခန်းထဲကထွက်လို့ရအောင်လျှို့ဝှက်တကားပေါက်ရှိရာကိုပြောလိုက်ပါတယ်စင်နီလည်းသူမသိတဲ့အခန်းထဲမှာမတရားတွေများကြီးရှိပြီးအန်တီထားကလည်းပါတီအတွက်စင်နီမေဝစ်ဆောင်ကိုဝက်ခိုင်းလိုက်ပါတယ်စင်နီကလည်းသူ့မေဝစ်ဆောင်ဝက်လိုက်တာနဲ့ရေချိုးစရာမလိုပဲမိတ်ကပ်ပဲတခါလေးလိမ့်မိသားဖြစ်ကဖနက်ကလည်းအဆင်သင့်ပါပဲပါတီမှာတော့မောင်ထွားကအကြီးမအငယ်မလက်ထက်ကနေလောက်အောင်ပြေးလာရင်ရေကန်ပေးမှာ မျက်နှာဖုံးထားတဲ့စင်ဒီနဲ့သွားတွေ့တယ်။စင်ဒီလာမှာပြောပါပြီးစင်ဒီကလည်းမောင်ထွားကိုမြင်မြင်ချင်းကြွေးကြတာနှစ်ယောက်သားအတူတွဲကရင်ကြည်နုနေကြပါတယ်။အဲ့ဒီချိန်ကိုစလဲကြီးရောက်လာတာမို့စင်ဒီလည်းထွက်ပြေးသွားတာဖနက်တစ်ဖက်ကြွကြံနေပါတော့တယ်။မောင်ထွားကအဲ့ဒီဖနက်တစ်ဖက်ကိုတင်သွားပြီးစင်ဒီကလည်းသူ့မိတွေတားမိတွေမရိပ်မိအောင်ခန်းနဲ့ပြန်ဝင်လိုက်ရတယ်။ဒီလိုနဲ့မနေ့ရောက်တော့စင်ဒီကိုအိမ်ရောက်ပြီးတဲ့အထိခန်းနဲ့ပိတ်ထားတာမို့အကြီးမားငယ်မားတို့ကပဲအင်တန်ရှင်းရည်လို့ရပါတယ်။ဥပုရောသားဘကအင်ကိုငွေချေဖို့ရောက်လာပြီးမောင်ထွားကလည်းဖနက်ကင်ကညာကကောင်မလေးကိုတွေ့မလားဆိုပြီးလိုက်ရှာပါတယ်။ညီမနှစ်ယောက်လည်းအဲ့ဒီတဲ့င်းကြပြီးဖနက်ပိုင်ရှင်ကသူတို့ဆိုပြီးဖနက်အတင်းစီက တယောက်မှလည်းမတော်ကြပါဘူးအဲ့ဒီအချိန်အန်တီထားရောက်လာပြီးမနေ့ကတွေ့တာဆင်နီဖြစ်ကြောင်းနဲ့အခုခန်းထဲမှာပိတ်ထားခံရကြအောင်ပြောပြလိုက်တော့မှမောင်ထွားကလည်းဗလာအာကိုနဲ့တကားကိုရိုက်ချိုးကဆင်နီကိုခန်းထဲကထုတ်ပေးနိုင်ခဲ့ပါတယ်အပြင်မှာလည်းအိမ်ကိုရောက်တော့မှမဟုတ်ဥပြောင်ရဲ့တည်တန်းစာဆစ်ထဲမှာအိမ်ကဆင်နီပိုင်ဖြစ်ပြလိုက်မှနောက်ဆုံးမှဆင်နီလည်းအမွေတွေပြန်ရသွားပြီးမိတွေသားမိကိုလည်းမောက်ချလိုက်ရင်ဇလန်းလေးလည်းပြီးသွားပါတော့တယ်ပေါ်ပြကြမှာပါပဲအမွေပြန်ရသွားတဲ့ခစ်သစ်စင်ရယ်လာကလေးပါစောဦးကြီးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်